င်းရှုကိုရောကိုကိုဖြစ်ပါတယ်ကိုရောပဲပြောထွက်ကိုရောရှင်ချင်းအားဖြင့်ပဲကိုရောပဲပြောထွက်တော်မူပါအခွင့်ပေးပါတယ်ခုစာမျက်နှာတရတဲ့ခေါင်းစဉ်နံပါတ်39ဖိယားတခင်ဤဝိညာဉ်နှမျိုး essential spirit of god မရှိမဖြစ်တော့ဘုရားတခင်ရဲ့ပဂတိဝိညာဉ် economic spirit of god ဘုရားတခင်ဤအလုံးလုံးတော်ဝိညာဉ် ဖျားတခင်ဒီကောင်းကင်ပလင်ပေါ်ဆင်းလာလိုက်တက်သွားလိုက်ဖျားတခင်မလုတ်ပါ လူဤဝိညာဉ်ချဲဝင်လိုက်ဖတ်လိုက်ဖျားတခင်မလုတ်ပါ လူရဲ့အသွင်းမှာအမြင်နေပြီးအစဉ်ကိဝင်နေပြီးအလုံးလုံးတည်တာမကလူဤအပြင်ဘက်မှာလည်းဖျားတခင်နေပြီးအလုံးလုံးနေသည်ဂျေဆုနှစ်ထပ်ကွမ်းရှိသည်ကိုမြင်အောင်ကြည့်ပါဖျားတခင်မုတ်ချလိုအပ်တော်ပဂတိဝိညာဉ်ကိုတပည့်တော်မြတ်ထဲမုတ်တွင်ပေးလိုက်ခြင်းဖြင့်ဖျားပဂတိဖျားတခင်အသက်နှင့် ဖခင်ကိုတပည့်တော်များရရှိသွားကြသည်ဒီယောဟန်20:22မှာဆိုရင်ယေရှုတိတ်ချင်းကနေရှင်မြန်ထမြောက်သွားတဲ့အခါမှာသူတို့ရဲ့ပထမဆုံးစီဝေးခြင်းလေနော် the first meeting မှာအဲတက်တခင်ယေရှုကအဲလာပြီးတော့သူတို့အထက်ကိုအဲဒီသူရဲ့ရှင်မြန်ထမြောက်တော့ဝိညာဉ်ကိုသူတို့အဲသူကမှုတ်တန်လိုက်တယ်အဲ အဲ့ဒီမှာတပည့်တော်တွေကပထမဆုံးကိဝတ်တဲ့ဝိညာဉ်ကိုတော်တော်စပြီးမှရတာပေါ့နော်အဲ့ဒီကိဝတ်နေတဲ့ဝိညာဉ်ကဘာလဲဆိုတော့အအရာခတ်သိမ်းပတ်ဝန်းတဲ့ဝိညာဉ်ဖြစ်တဲ့ all in one all in christ ခရစ်တော်ဒီအရာခတ်သိမ်းခရစ်တော် night စုစုပေါင်းချုပ်ခရစ်တော် night တပေါင်းတစည်းတည်းဖြစ်သွားသည်အဲ့တော့ကျမတို့ သင်ရှုခရစ်အတိမခံခင်တော့ငါဆိုရင်ဒီဝိညာဉ်တော်ကဝိညာဉ်တော်ပဲဖခင်ဟာဖခင်လူဟာလူပဲလူနဲ့ဖခင်ကအထိတွေ့လို့မရဘူးအပေါင်းဆက်လို့လည်းမရဘူးဒါပေမဲ့အဲ့ဒီဒီဖခင်အဲ့တော့တော့ဖခင်ပဂတိကဖခင်ပဂတိပဲဒါပေမဲ့တခင်ယေရှုသင်ချင်းကနေရှင်မြတ်ထားမြောက်ပြီးတဲ့နောက်မှာကျတော့အဲ့ဖခင်တခင်ကအဲ့ဘုံပွင့်သွားတယ်ဘုံကိုကျမတို့ထဲကိုသူကမဟုတ် တွင်ပြီးတော့သူကဖခင်လည်းဖြစ်လူလည်းဖြစ်ပြီးတော့သူ့ရဲ့အအသက်သူ့ရဲ့အသက်ဝိညာဉ်ကိုကျမတို့ထဲကိုသူကမုတ်တန်တာဖြစ်တယ်အဲ့တော့ပြန်ရှင်တဲ့ခရစ်တော်ကဝိညာဉ်တော်လည်းဖြစ်တယ်ပြီးတော့သူကလူသားတဘာဝလည်းရှိတယ်ဖခင်တဘာဝလည်းရှိတယ်အဲ့လိုမျိုးအရာအားလုံးပါဝင်တဲ့ဝိညာဉ်ဖြစ်တယ်ပေါ့နော်ပြီးတော့ကျမတို့ရဲ့ဖခင်ကသူကအစင်စင်ဖြတ်ကျော်တော့ဖခင်ဖြစ်တယ်သူကအဲ့ တတမှတ်တဲ့သူရှိမနေဘူးเนาะပြီးတော့သူကဟိုလူစာတိမခံခင်တော့ဆိုရင်သူကလုံးဝဖရားပဲဖြစ်တယ်သူကလူစာတိခံပေးတဲ့နောက်မှာအဲအတေခံအတေခံခြင်းရှင်မြန်ထမြောက်ပြီးတက်ကြပြီးတဲ့နောက်မှာကျတော့သူကအဆင်ဆင်ဖြတ်ကျော်တော့တုံးမတပါဖရားဖြစ်လာတယ်ဘာဖြစ်လို့တုံးမတပါဖရားလို့ပြောလဲဆိုတော့တခင်ယေရှု ဒီဥစားတိခံတဲ့အချိန်လုံးကသူကအတွေ့အတာနဲ့လူလာဖြစ်ပေမဲ့လည်းသူကအပြစ်မရှိတဲ့အတွေ့အတာဖြစ်တယ်။သူရဲ့ဝိညာဉ်ထဲမှာခမဲတော်ရဲ့ဝိညာဉ်ကိုတန်ရှင်တော်ဝိညာဉ်တော်ကိုအဲကိန်းဝတ်နေတာဖြစ်တယ်။အဲ့တော့သူတည်ခြင်းကနေရှင်မြတ်ထားမြောက်ပြီးလာတဲ့အခါမှာသူကအဲအစဉ်စဉ်ဖြတ်ကျော်တော့တုံမတပါဖျားရဲ့ဝိညာဉ်စုစုပေါင်းရဲ့ဝိညာဉ်ကသူ့ထဲမှာရှိနေပြီးတော့ကျမတို့ထဲကိုလည်းသူကမုတ်တနာချင်းဖြစ်တယ်။အဲ့ဒါကြောင့်မလို့အစဉ်စဉ်ဖြတ်ကျော်တော့တုံမတပါဖျားဖြစ်တယ်ဆိုတာတွေ့ရတယ်။ ပြီးတော့ဒီစာမျက်နှာ105မှာဆိုရင်တေချင်းမပြင်ရှင်သောခရစ်တော်ဒီအသက်ရှင်စီတတော်ဝိညာဉ်ဖြင့်ပြင်ရှင်သောပုဂ္ဂိုလ်ဖြစ်သည်အတရှင်စီတော့ဝိညာဉ်ဖြင့်ပြန်ရှင်တယ်ကျမတို့ထဲကိုလည်းသူကပြန်ရှင်တယ်ဝိညာဉ်နဲ့ပဲသူကရှင်ပင်းနေတာဖြစ်တယ်ခမဲခရစ်တော် night ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်အာလုံးတပေါင်းတစီတဲ့ဖြစ်ရက်သုံးဝိညာဉ်တဲ့တဖျားတဲ့ဖြစ်ပြီးလူအတွက်တလုံးတော်မှတည်းအလုံးလုံးနေသည်ဝိညာဉ်တော်ကိုဆင်းလွတ်တွန်လောင်းလိုက်ပြီဟုဆိုလဲ တပေါင်းတစည်းတည်းဖြစ်တော်ဝိညာဉ်တော်ကိုဆိုလိုသည်အတန်ရှင်တော်ဝိညာဉ်တော်ကိုဆေလွတ်တော်လောင်းမိဟုပြောပြောတပေါင်းတစည်းတည်းဖြစ်တော်ဝိညာဉ်တော်ကိုဆေလွတ်ပေးခြင်းဖြစ်သည်တန်ရှင်တော်ဝိညာဉ်တော်တပါးလေတည်တတ်တဲ့အတိတ်တမဟောင်းခက်ကလိုလုတ်ပေးမိဟုယုံလင်မာသည်အတိတ်တမဟောင်းခက်ကလိုတန်ရှင်တော်ဝိညာဉ်တော်တပါးတည်းတတိပုဂ္ဂလအလုံးမလုံးတော့ပါခမဲတော်သားတော်နဲ့တန်ရှင်တော်ဝိညာဉ်တော်တည်းတွဲဖက်တပေါင်းတစည်းတည်းလုံနေကြသည် အာမင်အဲအရင်တော့ကဆိုရင်ခမဲတော်ဟာခမဲတော်ပြီးတော့အဲတန်ရှင်တော်ဝိညာဉ်တော်ဟာအပြင်ကနေပဲဒီမောရှိတို့အိလိယတို့ဆိုမှရှန်ဆောင်တို့သူတို့အပြင်ကနေမှသူတို့ကဝိညာဉ်တော်တော်လုံးမှတခိုးရမှသူတို့ကဟောပြောတာလောက်တာဖြစ်တယ်။ဒါပေမဲ့အခုဟိုတေချမပြည့်ရှင်တော့ခရစ်တော်အဖြစ်ကျမတို့ကအဲအဲ့ဒါတွေကိုကျမတို့ကအပြင် ခုနပြောတဲ့ economical spiritual essential spiritual ဘုရားကအဲနှစ်မျိုးပြကျမတို့ကိုလုတ်ပေးနေတာဖြစ်တယ်ဆိုတာတွေ့ရတယ်ဒီစာမျက်နှာတရားဆောက်မှာဆိုရင်ပုံလေးပြလာတဲ့အဖအိမ်တော်ဖြစ်ဖို့ဝိညာဉ်တော်ကိုတန်လောင်းခြင်းတော့ဘုရားတခင်ကအဲသူ့ရဲ့ဝိညာဉ်တော်ကိုဝိညာဉ်တော်ပုံပုံစံနှမျိုးနဲ့ပေါ့နော်ကျမတို့တူတယောက်ချင်းစီတိုင်းကိုသူက အဲသူရဲ့အသက်ရှင်စီတော့ဝိညာဉ်နဲ့ကျမတို့ထဲကိုဖြည့်ပေးတယ်သူပဲရှင်ပေးတယ်ပြီးတော့ကိုရောရဲ့ကိုခန္ဓာတော့ဖြစ်ဖို့လူအများပုံမှာလဲသူကတွန်းလောင်းနေအဲ့တော့ပုံစံမျိုးမျိုးနဲ့အဲဝိညာဉ်တော်ကိုတွန်းလောင်းနေကိန့်ဝတ်တယ်ဆိုတာတွေ့ရတယ်စာမျက်နှာတရားခွန်မှာဆိုရင်ကောင်းကင်မှာတပည့်တော်များအပေါ်တို့ဝိညာဉ်တော်တွန်းလောင်းခြင်းဒီတပည့်တော်များတကူရ၍ဆွဲလန်းခြင်းချီးနှောင်ခံရခြင်းတန်တရာဝတ်စင်ရဲ့အမျိုးမျိုးမှလွတ်မြောက်ဖြစ်လူမျိုးတစ်ကထံသွားပြီး ကောင်းကြီးမင်္ဂလာခရစ်တော်ကိုလူမျိုးတိုင်းရစေဖို့ဝိညာဉ်တော်တောင်းချင်းဖြစ်သည်ဘုရားသခင်ဤအလုံးလုံးတော်ဝိညာဉ်ကိုလူအပေါ်တောင်းချင်းသည်ဘုရားသခင်ဤအလုံးပြင်းပြဖြုတ်ဖို့ဖြစ်သည်လူလောက်ချင်တာလို့ဘုမဟုတ်ပါအာမင်ကျမတို့ကအာကျမတို့ကကဲ့တင်ခံရပြီးတဲ့အချိန်သခင်ယေရှုကိုကျမတို့ရဲ့အရှင်သခင်အဖြစ်ကျမတို့အုပ်စိုးခွင့်ပြုပေးတဲ့အချိန်ဆိုရင် အစိုးခွင့်ပြုပြီးပြီဆိုရင်ကျမတို့ကတခင်ဖျားထံအမြဲနေ့စဉ်တိုင်းနေ့စဉ်တိုင်းလာဖို့လိုတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျမတို့ကနေ့စဉ်အာဟာရကိုသုံးဆောင်ရတယ်အသက်လေရှူရတယ်စားရတယ်ပေါက်ရတယ်အဲ့လိုပဲကျမတို့ရဲ့ဝိညာဉ်ကလည်းအသက်လေရှူရတယ်အဲစားအဲစားဖို့လည်းလိုတယ်ခရစ်တော်ရဲ့အသက်ဆန်းရည်ကိုလည်းကျမတို့တောက်ဖို့လိုတယ်ကျမတို့ကဖျားစီပုံရိပ်လာနေတယ်ကျမတို့ကဖျားတဲ့နဲ့ သွားဖို့ရင်ခုနလူမျိုးတကာတို့သွားဖို့ဆိုတဲ့အဲ့ဝင်ကိုဖခင်ကအဲ့တင့်နေလေဖြစ်တယ်ပြီးတော့ကျမတို့ကဖခင်စီလာမယ်ဆိုရင်ဖခင်ကအဲဖခင်ကသွားဖို့ပြောမှာဖြစ်တယ်ဘယ်ကိုသွားဖို့လဲဆိုလူမျိုးတကာကိုပြောလူမျိုးတကာကိုသွားဖို့လူမျိုးတကာတွေစုကိုသွားပြီးမှသူ့ရဲ့ဂျေဇုတော်အကြောင်းသူ့အကြောင်းကိုသူကအဲ့ဝင်ကလေးသွားဖို့အတွက်သူက ပြောမှာဖြစ်တယ်ဘာလို့ဆိုတော့ခရစ်တော်ဆိုတဲ့ကောင်းကြီးမင်္ဂလာကိုလူမျိုးတကာရဖို့ရဲ့အတွက်ကျွန်တော်တို့ကိုတွားခိုင်းမှာဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ကခရစ်တော်ကိုတဦးတယောက်ချင်းနဲ့ရရှိပြီးပြီးခရစ်တော်ကိုမှုရောမှုရောလင်းရင်နဲ့ခရစ်တော်ဖြစ်ပြီးတဲ့ဖခင်ရဲ့အသက်ကိုကျွန်တော်တို့ကရရှိပြီးရရှိပြီးဆိုရင်အဲကျွန်တော်တို့ကဖခင်နဲ့ဖခင်နဲ့ဖြည့်ချင်းခံရလေလေပြီးတော့ဖခင်ရဲ့မဆာထောက်ပံ့ခြင်းကိုကျွန်တော်တို့ကခံရလေလေ အဲ့တော့ဖခင်ရဲ့ဖြစ်ပေးခြင်းဖခင်ရဲ့မဆာထောက်ပံ့ခြင်းအဖြစ်ပဲကျမတို့ကလူမျိုးတကာစီတွားပြီးမှအဲဂျေဇုတော်ဆိုတဲ့ခရစ်တော်ကိုကျမတို့ကဧဝံဂေလိပြောဖို့ပဲဖြစ်တယ်အဲ့ဒါကကျမတို့ရဲ့အဲအသက်ရှင်တဲ့အယုံကြည်သူတွေရဲ့အလေးအထားပဲဖြစ်နေမှာပေါ့နော်ဒါပေမဲ့ကျမတို့ကอืมအဲ့လားဒီကိုကျမတို့ကြောင်တက်တော့လားဆိုရင် campaign အနေနဲ့လဲသွားခဲ့ဘူးလေအဲပြီးတော့ gospel trip အနေနဲ့လဲသွားခဲ့ဘူးလေ internship အနေနဲ့လည်းလုပ်ခဲ့ဘူးတယ်ပေါ့နော်အဲအဲ့ဒါလုံးမကျမတို့ကဝယ်ရမှာတယ်ပြီးတော့ hospital trip ဆိုတာလည်း December ဆိုရင်အဲတစ်နှစ်တစ်ကြိမ်သွားကြတယ်ပေါ့နော်အဲ့ဒါတွေကလည်းကျောင်းရဲ့အလေးအထအနေနဲ့ပဲကျမတို့ကသွားသွားတာပဲဖြစ်တယ်အဲ့တော့ဖခင်ရဲ့ ဧဝံဂေလိတရားကိုပြောပွားကြတော့ဒီအဖွဲ့အစည်းတစ်ခုရဲ့လှုပ်ရှားမှုလှုပ်ဆောင်ခြင်းပဲမဟုတ်ပဲနဲ့ကျမတို့ရဲ့အထက်ထဲမှာခရစ်တော်နဲ့ဖြည့်ဖြည့်ခံရတယ်ခရစ်တော်ရဲ့အဲဒရက်တဘာဝတွေနဲ့ဖြည့်ချင်းခံရတယ်ခရစ်တော်ကိုယ်တိုင်ကိုပဲကျမတို့ကပြောထုတ်ဖို့ပဲဖြစ်တယ်ဆိုတာဒီနေ့ပြောပွဲခံရတယ်ပေါ့နော် ဘာမှမလို့ဆိုတော့ဒီယောဟန်လေးမှာယောဟန်လေး28:29မှာဆိုရင်ရှမာရိအမျိုးသမီးကလေခရစ်တော်နဲ့တွေ့ပြီးတော့ခရစ်တော်ပေးတဲ့အသက်ဆိုင်ကြီးကိုတောက်ပြီးတဲ့အခါမှာသူကချက်ချင်းမြို့တဲကိုသွားပြီးမှခရစ်တော်အကြောင်းကိုသူကတတ်သိခံတယ်ပေါ့နော်အဲ့တော့ကျွန်တို့ကအဲခရစ်တော်စီပိုရည်လာနေလေခရစ်တော်ရဲ့ဖြည့်ပေးခြင်းရဲ့အဲခရစ်တော်ရဲ့အဲယေရှုပြုတနာချင်းပြုနာရမဆာတော့ခံရလေကျမတို့ကဘယ်ရက်ဖြစ်ဖြစ် တော့အဲ့တော့ကျမတို့ကလည်းရှမရှမရိအမျိုးသမီးလို့ပဲကျမတို့ကဘယ်လိုအခြေအနေပဲဖြစ်နေပါစေကျမတို့အားနေနေပါစေကျမတို့အဖြစ်များနေဒီဖြစ်ပါစေကျမတို့ကဖျားဆီးလာဖို့ပဲအဖြစ်လို့ဆိုတော့အဖျားကပဲကျမတို့ရဲ့အဖြစ်အလုံးစုံကိုဒုက္ခပဲခွန့်လွတ်ပြီးတော့ကျမရဲ့အားနေခြင်းအစားသူ့ရဲ့အဲသူ့ရဲ့ဖြစ်ပေ ေတွေ့ယေရှုခရစ်နာတော့ကိုတော့ကခံစားရမှာဖြစ်တယ်ဆိုတာတွေ့ရတယ်။အဲ့ဒါကလည်းကျမတို့ဘုရားစီလာခြင်းကလည်းကျမတို့အတွက်ဝိညာဉ်မိုက်တာပါပဲဖြစ်တယ်ဆိုတာသိရတယ်။ပြီးတော့သာမျက်နှာတရားရှိမှာရွေးချယ်ခံလူများထံပြန်ရှင်တော်ခရစ်တော်ကိုဘုရားတခင်စေလို့ခြင်းမိမိရှင်စေပြီးလဲ တင်းတို့ရှိရာတို့ရှေ့ဥစွာဆေလွတ်ခြင်းနှင့်တင်းတို့ကိုကောင်းကြီးမင်္ဂလာပေး၍သူဆိုင်တို့ကိုရှောင်ကြီးဖယ်ရှားလွတ်မြောက်ဖို့ဖြစ်သည်အာမင်ပြည့်ညတမဖျားခင်ပေးနေတဲ့ကောင်းမဆူတာဖန်ဆင်းရှင်ဖျားဖြစ်တော့တေချင်းမှပြန်ရှင်တော့ခရစ်တော်ကိုသို့လို့လေဒီကောင်းကြီးမင်္ဂလာဆိုတာကကျမတို့မြင်ရတဲ့ရုပ်ဝတ္ထုတွေအိမ်တွေမော်တော်ကားတွေယာတုဘွေတွေလို့အဲ့လိုပဲယုံနေရဆိုရင်မှားတယ်အဲ့တော့ကောင်းကြီးမင်္ဂလာ အစ်စ်နဲ့ ကောင်းကြီးမင်္ဂလာစခရစ်တော်နဲ့လဲရတဲ့အရင်တော့ကလည်းကျမအဲ့လိုပဲချင်ခဲ့တာဒါပေမဲ့လည်းဘုရားခင်ရဲ့ကျေးဇူးပြုခြင်းအဖြစ်ဘုရားကကျမတို့ကိုမျက်စိပွင့်စေတာဖြစ်တယ်ခန့်အရာများဖြစ်တော့အသက်လေရေနေအောင်ကြီးနဲ့စားစရာများကို ပထဝီမြေကြီးတပည့်များနဲ့လူများနဲ့တရိစ္ဆာန်များကလက်ဆောင်ဖြေရကြသည် မရသူမရှိပါဘူး ဖန်ဆင်းရှင်ကိုတော့လူမျိုးတိုင်းအားပေးနေတော့လေဘုရားတခင်၏သားရင်သားစစ်များပဲယေရှုတော်တက်ပြင်ရခြင်းဖြစ်သည်တို့တော့လူတွေက ခရစ်တော်၌ရှိသည့်လက်ဆောင်ကောင်းကြီးမင်္ဂလာများကိုဝဲရဖို့အလွဲယုံအလွဲခုံနေခြင်းကြောင့်ကောင်းကြီးမင်္ဂလာလက်ဆောင်ဖို့ခရစ်တော်နဲ့လွဲချော်နေခြင်းဖြစ်သည် ဦးသခင်ရှုကျွန်မတို့ကဒီအပြင်ပိုင်းကောင်းကြီးမင်္ဂလာတွေကိုပဲမျှော်နေတယ်ကျွန်မတို့ကဖယောင်းကိုကိုးကွယ်တာဒီကောင်းကြီးမင်္ဂလာတွေညဖို့ပဲကိုးကွယ်နေတယ်ဆိုရင်ကျွန်မတို့ဟာလေအဲခရစ်တော်ကိုမယုံတဲ့လူတွေအဲတခြားဘာသာလူမျိုးပဲကျွန်မတို့ကဖြစ်နေတယ်ဆိုတာတွေ့ရတယ်ဒီစာမျက်နှာတယောက်ကိုမှတေချင်းမပြန်ရှင်ပြီးကောင်းကင်ထက်တော့တက်ကြွလာတဲ့ခရစ်တော်ကိုတင်တော့တံဖျားခြင်းပြန်စေလွတ်လိုက်တယ်ဆိုတာ ဝိညာဉ်တော်ဖြင့်လူသားများအပေါ်တို့တွန်းလောင်းခြင်းနဲ့တဥ့ချင်းစီထဲဖြည့်ပေးခြင်းဤနှမျိုးနဲ့ဂျေစုပြုနေခြင်းဖြစ်သည်တေချင်းမပြန်ရှင်သောခရစ်တော်သည်ဝိညာဉ်ဖြင့်ပြန်ရှင်တဲ့ဝိညာဉ်တော်ဖြစ်နေသည်ယနေ့ခရစ်တော်သည်ဝိညာဉ်တော်ဖြစ်သည်အာမင်အတိတ်ကခရစ်တော်ကိုလူထံသို့တွေးတာနှင့်စေလွှင့်တဲ့ ုကိုစားအသိခံပေးသည်ယခုဂျေစုတော်ခင်မှာခရစ်တော်ကိုဝိညာဉ်တော်အဖြစ်မိမိဝိညာဉ်ထဲသို့ဆေလွတ်ခြင်းဒီကိုကိုစားရှင်ပေးဖြစ်သည်အာမင်တိုက်ကခရစ်တော်နဲ့ယခုခရစ်တော်မတူတော့ပါအလုတ်လည်းမတူပါအာမင်ကျမတို့ကအဲ့ဒါတွေကိုခွခွဲခြားခြားပိုင်းခြားပြီးသိဖို့ပဲဖြစ်တယ်ပဲဆိုတော့ကျမတို့ခရိယန်တွေကအဲ့ဒါကိုအရင်နဲ့ပြောတယ်အဲတော်တော်များများမမြင်ကြသေးဘူးပေါ့နော်အဲ့တော့အရင် အဲဒီအသေးခံပေးတဲ့ခရစ်တော်ကိုပဲကျမတို့ကတည်ပြီးမှပြန်ရှင်ပေးပြီးမှကိုယ်အထဲထဲမှာအလုံးလုံးပေးနေပြီးမှသူ့ကိုယ်တိုင်ပဲရှင်ဖတ်ပေးနေတဲ့အဲဖရာကိုတော့ကျမတို့ကမတိကြဘူးပေါ့နော်အဲ့တော့ကျမတို့ကဒါလေးကိုကိုယ်ခွဲပြပြမြင်ဖို့လိုတယ်ကျမတို့ရဲ့ဝိညာဉ်ထဲမှာပြန်ရှင်ပေးနေတဲ့ခရစ်တော်ကိုကျမတို့ကသူ့စီကိုနေ့တိုင်းတွားဖို့ပဲဒီဖရာထံကိုနေ့တိုင်းလာဖို့ပဲလိုတယ်ဆိုတော့တွေ့နေကျွေးချင်းခံရတယ် ဲ့တော့စာမျက်နှာ330မှာအဲခေါင်းစဉ်ကခွန်နေဒီခွတ်လွတ်နေဒီပေးနေဒီဝိညာဉ်မွေးဖားစေနေဒီတန့်စင်ပေးနေဒီအဲခွန်နေဒီပေါ့နော်ပထမခေါင်းစဉ်တက်ကထို့တို့ခွဲခတ်မှတ်တာနဲ့တော့သူတို့ကိုခေါ်တော်မူခေါ်တော်မူတော့သူတို့ကိုလည်းဖြောင်းမရ၌တည်စေတော်မူ၏ထို့တို့တည်စေတော်မူတော့သူတို့ကိုလည်းဘုံတကူနဲ့ပြည့်စေကချီးမြှောက်တော်မူ၏မိမိနိုင်ငံတော်နှင့်ဘုံတော်ထဲသို့ တင်တို့ကိုခေါ်တွင်းတော်မူတော့ဘုရားသခင်နဲ့အထိုင်မြတင်တို့အကျင့်ဆောင်ပြဖို့ခေါ်ခြင်းဖြစ်သည်။ဟိုတခင်ရှုဒီမှာဘုရားသခင်ရဲ့ခေါ်ခြင်းမနော်ဘုရားသခင်ရဲ့ခေါ်ခြင်းကိုတွေ့ရတယ်။ဒီမှာဒီတက်တက်နှစ်ဆက်နှစ်မှာဆိုရင်ဘုရားသခင်နဲ့အထိုင်ရောက်တင်တို့အကျင့်ဆောင်စီဖို့ခေါ်တယ်။ဘုရားသခင်နဲ့အထိုင်ရောက်အကျင့်ဆောင်စီဖို့ကလည်းကျမတို့ရဲ့လူသားအဲတဘာဝဆိုင် Twitter နဲ့ကလေဘလို့မှဘုရားခင်နဲ့အထိုင်လောက်ကျင့်ဆောင်ပြီးမတက်နိုင်ဘူး ါပေမဲ့ပြန်ရှင်တဲ့ယေရှုခရစ်အားဖြစ်သူကိုယ်တိုင်ရှင်ထွက်တဲ့အသက်နဲ့ပဲအဖျားတခင်နဲ့အထိုက်ကြချင်းဆောင်နိုင်တာဖြစ်တယ်ဆိုတာဒီနေ့ထပ်ပြီးမှကြွေးမွေးထားတယ်ဖျားတခင်ရဲ့ခေါ်ခြင်းကဘာလဲဆိုတော့သူရဲ့တန်းတိုင်းသူရဲ့ယူရဲ့ချက်ကိုပြည့်စုံစေဖို့ဖြစ်တယ်သူရဲ့နိုင်ငံတော်ကိုကျမတို့ကိုဝန်စားစေပြီးသူရဲ့ဘုန်းတော်ထဲကိုကျမတို့ကိုဥဆောင်ပြီး ဥဆောင်နေတာဖြစ်တယ်အဲ့ဒါကဖခင်ရဲ့ခေါ်ခြင်းရဲ့ပန်းနိုင်ပေါ့နော်ပန်းနိုင်ဖြစ်တယ်ဒီနှစ်တိတကူငါတို့အချင်းကိုမထောက်ပဲခရစ်တော်အယေရှုခရစ်အဖင်ငါတို့အဖို့ကြံစီတော်ရည်ရချက်ကျေးဇူးနဲ့အညီငါတို့ကိုကယ်တင်၍တန့်ရှင်တော်အရာ၌တွင်တော်မူ၏အာမေယာတခင်ကလည်းသူသူရဲ့ကောင်းချီးမင်္ဂလာ ဖြစ်တဲ့ ကောင်းချီးမင်္ဂလာကလည်းတော့ကိုယ်တိုင်းပဲတယ်နော်အဲကောင်းချီးမင်္ဂလာတဲ့သူ့ကိုယ်တော်သူ့ကိုသူ့ကိုယ်ကိုကိုကျမတို့ကငွေလုံးဝမ်းမြောက်ရင်တည်းမကဘူးသူညာနိုင်တယ်ဘာဖြစ်လဲဆိုတော့ကျမတို့ကိုတန့်ကျင်တော့အရာကိုအတွင်းနေဆိုတာတွေ့ရတယ်ကဲအကျံစီရွေချက်ကပါလဲဆိုတော့ကျမတို့ကို သူ့ရဲ့အကျင့်စီတော့အတိုင်းခရစ်တော်အแทဲမှာထည့်ထားဖို့ပဲဖြစ်တယ်ပြီးတော့ခရစ်တော်သူ့ဖျားကြီးမြန်ဝေရှားရမြန်ဝေပေးတာဖြစ်တယ်အဲ့ပြီးတော့ဘာဖြစ်လို့မြန်ဝေပေးလဲဆိုတော့သူ့ရဲ့တတိခံချက်ဖြစ်ဖို့ပဲဖြစ်တယ်အဲအဲ့ဒါကလည်းဘာဖြစ်မလဲဆိုတော့ဖခင်ရဲ့ကြီးစုတော်ကလည်းသူနဲ့အဲတလုံးတဝတည်းဖြစ်ဖို့ရန်အတွက်ဖခင်ရဲ့ကြီးစုတော်ကပဲကျမတို့ကိုမဆထောက်ပံ့ပေးနေလဲဆိုတာတွေ့ရတယ် ီတော့ကျမတို့ကဒီတစ်ပေနှစ်ကိုမှဆိုရင်ကျမတို့ကမင်းစည်းစိမ်ရှိတော့ရစ်ဘရဟိတ်မျိုးဖြစ်တယ်တန်ရှင်တော့လူမျိုးပိုင်ထိုက်တော့အပေါင်းတန်ဖြစ်ကြတယ်ပြီးတော့အပေါ်မှာဆက်ဖတ်မယ်ဆိုရင်အံ့ဖွဲ့တော့အလင်းတော်တို့ခေါ်တွင်တော့သူ၏ဂုံဂျေဇုတို့ကိုပေါ်ပြဖို့တင်းတို့ဒီရွေးချယ်ခံရတော့အမျိုးဖြစ်ကြ၏အဲ့တော့အဲ ကုန်ကျစုတော့ကိုဖော်ပြဖို့ဒီမှာကတော့ကုန်ကျစုတော့ကိုဖော်ပြဖို့လို့ပြအဆရာသိန်းကပြန်ထားတယ်ဒါပေမဲ့ recovery version ကိုဖတ်လိုက်တော့ तू ကပြောထွက်တာပေါ့နော်အင်္ဂလိပ်မှာဆိုလဲ तू က tear out လို့ပြောထားတယ်ပြောထွက်တာဖခင်ရဲ့ကုန်ကျစုတော့ကိုကျမတို့ကပြောထွက်ဖို့အတွက်အမမိုင်းမအံ့ဖွယ်တော့အလင်းကိုကျမကျမတို့ကိုခေါ်ထုတ်တာဖြစ်တယ်အဲ့တော့ ကျမတို့ကအစ်စ်မွေးဖွားချင်းခံရပြီးဖခင်ရဲ့အသက်ကိုကျမတို့ကလက်ခံရရှိပြီးပြီးတော့ဖခင်ရဲ့အိမ်တော်မှာဖခင်ကလည်းကျမတို့ကိုတိဆောက်တိဆောက်ပေးတယ်ပြီးတော့အတူတကွအဲပေါင်းစည်းခြင်းနဲ့မှာပဲအစီခံကြတယ်နော်အစီခံတဲ့အခါမှာကျမတို့ကဖခင်ကိုပြောထုတ်ကြတယ်ပြီးတော့ဖခင်ရဲ့ဖြစ်ခြင်းဖခင်ရဲ့ခွန်အင်္ဂါတွေကိုကျမတို့ကပြောထုတ်ကြတယ်အဲ့လိုပြောထုတ်ခြင်းကဘယ်သူတွေအတွက်လဲဆိုတော့ ုနကတော့မှောင်မိုက်ထဲမှာကြန့်ရှိနေတဲ့လူတွေကိုအကျိုးရရှိစုံတဲ့မှာကကျမတို့ကိုလည်းအကျိုးဖြစ်စေတာဖြစ်တယ်။အဲဘာလို့ဆိုတော့ကျမတို့ကအဲကျမတို့ထဲထဲကိုဖခင်ကဖြစ်တွင်ပြီးနေတဲ့အသက်ကိုကျမတို့ကပြောထွက်လေတယ်ဖခင်ရဲ့အဲ ဖျားရဲ့ချစ်ချင်ဖျားရဲ့ကြွနာရည်ဆိုတာလေသူရဲ့ contract တွေပဲလေနော်အဲဖျားမှာ contract တွေအများကြီးရှိတယ်အဲအများကြီးတစ်ခုချင်းစီကိုကျမတို့ကတွေ့ကြုံခန်းစားဖို့ပဲဖြစ်တယ်အဲကျမတို့အားနေနေတဲ့အချိန်မှာဖျားကကျမတို့တက်ခွန်အားဖြစ်တယ်ကျမတို့နှစ်တိုက်ချင်းလိုနေတဲ့အခါမှာဖျားကနှစ်တိုက်ပြီးတော့အရှင်ဖြစ်တယ်ကျမတို့ကနာမကျန်ဖြစ်နေတဲ့အချိန်မှာဖျားကကျမတို့အတွက်အနာငိမ့်တဲ့အရှင်ဖြစ်တယ်အဲ့ဒီတော့ဖျားကကျမတို့ကလည်း ဖခင်ရဲ့တသက်တွေဖြစ်နေတာပေါ့နော်အဲ့ဒီကျမတို့ခံစားရတဲ့တွေ့ကြုံရတဲ့ဖခင်ကိုကျမတို့ကကြောထွက်လက်ခြင်းအဖြစ်အခြားသူတွေကလည်းဖခင်ရဲ့အသက်ကိုတူတည်ပြီးခံစားရမှာဖြစ်တယ်အဲ့တော့အဲကျမတို့ကအိမ်တော်တိဆောက်ခြင်းထဲမှာလာပြီးတော့အဖခင်ကိုပြုတ်ထွက်ဖို့ဖြစ်တယ်လို့အခြားလူမျိုးတခါလေးစီပေါ်လဲဖခင်ကတော့ပြီးမှပြုတ်လို့ရဲဆိုလေဒီနေ့တွေ့မိထားခြင်းဖြစ်တယ်အဲ့တော့ဖခင်ကလည်းကျမတို့ကိုအဲ ပြန်ချုပ်မယ်ဆိုရင်ပေါ့နော်အာဝိညာဉ်တော်တစ်မျိုးနဲ့အလုံးလုံးပေးနေတယ်ကျမတို့အဲမှာကိန်းဝင်နေတဲ့ဝိညာဉ်ဒါ essential spirit လို့လည်းပြောတယ်ပကတိဝိညာဉ်လို့လည်းပြောတယ်အဲကိန်းဝင်နေနေတဲ့ဝိညာဉ်ကသူရဲ့ဖြစ်ခြင်းအတိုင်းကျမတို့ကိုလေတနေ့ပြီးတနေ့ဖြစ်စေပေးနေတာဖြစ်တယ်သူတို့ကအဲအစင်မပြည့်ဖြည့်ပေးနေတာဖြစ်တယ်ကျမတို့ကနေ့စဉ်နေ့တိုင်းလက်ခံရရင်ဖို့ပဲဖြစ်တယ်ဖះစီနေ့တိုင်းလာဖို့ပဲဖြစ်တယ်အဲ့ဒါမှကျမတို့ကအဲ ကြီးထွားရင်ကျက်လာတဲ့အဲဖခင်ရဲ့ dread ဘာဝနဲ့ကြီးထွားရင်ကျက်လာတဲ့အဲတူဖြစ်လာနိုင်မှာဖြစ်တယ်ပြီးတော့ ancestral spirit ပြီးလို့ရှင် economic ဆိုမှအဲအလုံးလုံးတော်ဝိညာဉ်ပေါ့နော်အဲအလုံးလုံးတော်ဝိညာဉ်ကကျတော့ဒီဥပမာဆိုရင်တမန်တော်နှစ်မှာတွေ့ရတယ်သူကကျတော့တပည့်တော်တွေเออเป็นกุฏิเนี่ยมาตนลงในวิญญาณเนาะอาภิญตรุรกะยึมูรสะเพียงยึมูเรตุเกะโต ူတို့ကဖြစ်ကြတယ်နော်ပြီးတော့ယောလာထဲမှာလည်းပြောထားတယ်အဲ့ဒီ prophet ညာနဲ့ဟောပြောကြလည်းမင်းဆိုတာအဲ့တော့ဘုရားကလေကျမတို့ကိုအဲတွန်းလောင်းနေတဲ့ဝိညာဉ်တော်လည်းကျမတို့ကိုတွန်းလောင်းပေးပြီးပါပြီအဲ့တွန်းလောင်းနေတဲ့ဝိညာဉ်တော်ဆိုတာကသူရဲ့စီမံကိန်းပြီးမြောက်ဖို့အတွက်သူရဲ့စီမံကိန်းသူရဲ့ကိန်းအလုံးလုံးဖို့အတွက်ကျမတို့ကိုဝိညာဉ်တော် တောင်းလောင်းခြင်းဖြစ်တယ်ပြီးတော့ကိန်းဝတ်နေတဲ့ကျမတို့ထဲမှာကိန်းဝတ်နေတဲ့ဝိညာဉ်ကကြတော့သူ့ရဲ့အသက်ကိုကျမတို့ကိုဖြည့်ပေးနေခြင်းဖြစ်တယ်ပေါ့နော်အဲ့နှမျိုးနဲ့ဖျားကားစ်ကိုအလုံးလုံးနေတယ်တော့ကျမတို့ဖရဲ့ကုံတော်ပြုတ်ထုတ်ဖို့ဖြစ်တယ်ကျမတို့ကခုနကဖရဲသခင်ကသူ့စီအဲလာလို့ရှိရင်ဖခင်ကတွားဖို့ပြောမယ်ဆိုတာပြောထားတယ်အဲ့တော့တွားလူမျိုးတစ်ခါကိုတွားဖို့ဆိုရင်လေကျမတို့ကအဲအစွမ်း တကူကိုလူတယ်လေနော်အဲ့တော့ဖះကလည်းပေးပြီးသားဖြစ်တယ် economic spirit ကိုဖះကပေးပြီးသားဖြစ်တယ်အဲအရင်တော့ဆိုကျမလည်းကျမမှာအဆွမ်းမရှိဘူးလို့ထင်ခဲ့ပေမဲ့အဲဖះကလည်းဒီနေ့မှာရှင်းရှင်းလင်းလင်းဖွင့်ပြတယ်ပေါ့နော်ဘုညင်တော့တွန်လောင်းပြီးပြီးဗာတက်တယ်ဘလို့အားဖြစ်နေကျမတို့ကိုတွန်လောင်းတယ်ဆိုတော့ဒီမှာအဲ ကျွန်ုပ်တို့ကိုစားကားလိုက်ပါမှာယေရှုအသိခံခြင်းအပြင်ကျွန်မကအဖြစ်ခွင့်ခြင်းခံရတယ်နောက်တစ်ချက်ကတခိယေရှုရဲ့ပြန်ရှင်ပေးတဲ့အသက်ကြောင့်ကျွန်မကအသက်ပြန်ရတယ်လို့ခမဲတော်ရဲ့လက်ရဖက်မှာဖခင်ကတခိယေရှုချီးမြှောက်ခံရခြင်းကြောင့်ဝိညာဉ်တော်တုံ့လောင်ခြင်းခံရတယ်အဲ့ဒါလေးကိုအဲကျွန်မကဖတ်လိုက်ရတဲ့အခါမှာလည်းအဝတ်မြောက်ပါတယ်။အော်ဖခင်ကအဲကျွန်မအแทမှာဝိညာဉ်အแทမှာကိန်းဝင်တယ်လို့ကျွန်မအပေါ်မှာလည်းဝိညာဉ်တော်ကတုံ့လောင်ပြတာဖြစ်တယ်။အဲ့တော့ကျမတို့က အဲဖျားကိုကျမတို့ပျော်ထွက်ဖို့ပဲလိုရဲအဲ professor လောက်ဖို့ပဲလိုရဲပေါ့နော်အဲအဲ့ဒါအဲဖျားရဲ့အိမ်တော်ကိုတိဆောက်ဖို့အတွက်ဖျားကကျမတို့ကိုတွန်းလောင်းပေးနေတာဖြစ်တယ်အဲကျမတို့ကပျော်ထွက်လိုက်ဖို့ပဲဖြစ်တယ်ဥပမာဆိုရင်ကျမအဲနှုတ်ရှာနေတယ်မပြောချင်ဘူးအဲ အဲဒီတောင်တလုံးမြောက်တလုံးကိုပြောနေတဲ့အစီအစဉ်မကြဘူးပေါ့နော်ဒါပေမဲ့ဖျားတခင်ကပြောထွက်လိုက်ဆိုရင်ပြောထွက်လိုက်ခြင်းအပြင်ပဲအဲဒီမှာထဲကနေဒုတိယပိုင်းတွေကဖျားဖျားကိုမြည်ဆမ်းပြီးတော့ဖျားအသက်ရရှိခံစားနိုင်မှာဖျားအသက်စီစဉ်နိုင်မှာစီစဉ်မှာဖြစ်တယ်အဲဥပမာဒီမှာဒီတနေတနေ့ကနေနေတော့တောင်ကိုသွားတယ်ပေါ့နော်တောင်ကိုအဲ ဟာကထိန်လင်းကိုတော့ပို့တယ်ကျမလည်းလိုက်သွားတယ်အကွန်ခန်းထဲမှာမင်းအဲရန်အေးရန်အေးအပြင်းနဲ့ထွက်လာထွက်လာနေရန်ပူတော့ခေါင်းနေရရန်တွေကြိုက်တယ်တနည်းလုံးလဲခေါင်းကြိုက်တယ်နောက်တည့်မနေ့အဲ့ရထားချင်းအောင်ခေါင်းကြိုက်တယ်အဲ့တနည်းလာနေမနေ့အမစီစဉ်ရင်းနဲ့အဲ့လိုင်းပြုတ်ပေါ်တော့အဲ့ကိုယ့်ကိုပဲတောင်းမှရှိတဲ့အင်္ဂါဝင်နေကိုကျမတို့ကအချင်းချင်းစီစဉ်လိုက်တယ်ပေါ့နော်စီစဉ်နေစီစဉ်ပြရင်လည်းကျမတို့ကနေ့လယ်စာစာပြပြန်တာဖြစ်တယ်ပြန်တော့ကောင်း ဘယ်ချိန်ဘလို့ခေါင်းမပြောက်ပါခေါင်းကိုက်တာပျောက်သွားတယ်တတိမရတော့ဟဲ့ငါဘလို့လို့ခေါင်းကိုက်ပျောက်သွားလဲပေါ့နော်အဲ့တော့ဖခင်ရဲ့အသက်တကောကလည်းစီးစစ်နေတာဖြစ်တယ်ကျမတို့ကဖခင်ကပျော်ထွက်ဆိုရင်ကျမတို့ကပျော်ထွက်လိုက်ဖို့ပဲဖြစ်တယ်အဲ့အစီခံလိုက်ခြင်းအဖြစ်ကျမတို့ကဖခင်ရဲ့အဲ့စီးစစ်နေတဲ့တကောကိုကျမတို့ကခံစားရကျမတို့ကိုယ်တိုင်ကခံစားရရှိတယ်ဆိုတာဒီနေ့ကျွေးမွေးချင်းခံရတယ်ပေါ့နော်အဲ့တော့ဖခင်ကအဲ့သူသူ့ရဲ့အလောလောတဲ့ ဝိညာဉ်ကိုကျမတို့ကိုသွန်လောင်းပေးပြီးသားဖြစ်တယ်ပြီးတော့သူ့ရဲ့လူမျိုးတကာကိုသူအဲဂျေဇုရောဆိုတဲ့ခရစ်တော်ရဖို့အတွက်ကျမတို့လည်းဖျားတခင်ကခေါ်နေတယ်မောင်မိုက်စာတန်နိုင်ငံကနေအလင်းနိုင်ငံကိုရောက်ဖို့အတွက်လူတွေအများကြီးလူနေတဲ့အဲပြောင်းလဲဖို့လူနေတာဖြစ်တယ်ကျမတို့ကအဲပြောထွက်ဖို့ပဲဖြစ်တယ်ဖျားတခင်ကအဲသွားဆိုရင်သွားပြောဆိုပြောကျမတို့က yes amen ဝင်ခံဖို့ပဲဖြစ်ပါတယ်လို့ဒီနေ့ကြွမွေးခြင်းအတွက်ဖျားတခင်ကိုကျေးဇူးတင်ပါတယ် amen Amém. Amém.